အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုဒ္ဓရာဖြစ်မြဝေဆွေးနွေးပြနေတာကတော့တိုတာဟာရီယာကားမှာဂျုံတွေ့ရတဲ့ကားကမောင်းနေရင်းနဲ့ထိုးရက်သွားတဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးနဲ့ဘုဒ္ဓရာဖြစ်မြဝေဆွေးနွေးပြခြင်းပါတယ်တိုတာဟာရီယာမှာအသုံးပြုထားတဲ့အင်ဂျင်ကတော့ 1MZFE အင်ဂျင်ကိုအသုံးပြုထားပြီးတော့အဲ့ဒီအင်ဂျင်မှာဆိုရင် VVTi စနစ်ကိုတက်စင်အသုံးပြုထားပါတယ်ဒီကားနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ပြစ်ချက်ကိုကားပိုင်ရှင် customer နဲ့ဆွေးနွေးကြည့်တဲ့အခါမှာ ကားကမောင်းနေရင်းနဲ့မိနစ်30လောက်နေတဲ့အခါမှာလူလူနေရင်းနဲ့ထိုးရက်သွားတယ်ထိုးရက်သွားလို့ချက်ချင်းပြန်နှိုးတယ်ဆိုရင်လေအဲ့ဒီကားကချက်ချင်းပြန်နှိုးတယ်ပြီးရင်ပြန်သုံးလို့ရတယ်ပေါ့ဗျာအဲ့တော့နိုင်ဝက်လောက်နေရင်ပြန်ပြန်ပြီးတော့ထိုးရက်သွားတာကမြေပြန့်အနေထားမှာတော့ပြဿနာမရှိပေမဲ့ဒီကားကိုအသုံးပြုနေတာကတောင်ကုန်းတောင်တက်လမ်းနေမှာလေအသုံးပြုနေတာဖြစ်တဲ့အတွက်နိုင်ဝက်လောက်နေရင်ကားထိုးရက်သွားစီတဲ့ပြစ်ချက်က တော်တော်လေးကိုအန်ရည်များတဲ့ပြစ်ချက်ထဲမှာပါဝင်နေတာဖြစ်တဲ့အတွက်ကားပိုင်ရှင်အနေနဲ့လည်းတော်တော်လေးကိုစိတ်ညစ်နေရတဲ့ပြစ်ချက်တစ်ခုဖြစ်ပါတယ်။ဒါနဲ့ပဲကျွန်တော်တို့ကကားနဲ့ပတ်သက်ပြီးတော့ဘယ်ဘိုင်းနေစစ်ဆေးပြုပြင်ထားသည်လဲဆိုတော့သူ့အနေနဲ့အင်ဂျင်ဝိုင်တော့လဲထားတယ်ဒီအကြောင်းအရာပဲသိရတယ်ပေါ့ဗျာ။ဒါပေမဲ့အင်ဂျင်ဝိုင်ကလည်းလဲထားတာကတော့ တော်တော်လေးတော့ကျနေပြီကီလိုက4000တောင်ကျော်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့အင်ဂျင်ဝိုင်းကတော့ဒါလဲသိတဲ့အနေအထားမျိုးဖြစ်နေပြီဆိုတာကိုတော့အကြံပြုတယ်ပေါ့ဗျာဒါနဲ့ပဲကျွန်တော်တို့အနေနဲ့ဒီကားနဲ့ပတ်သက်ပြီးတော့စစ်ဆေးပြုပြင်မှုကို စတင်လိုက်တယ်ပထမဦးဆုံးအနေနဲ့ကဒီကားမှာစကန်ဒူးထိုးပြီးတော့စစ်ဆေးလိုက်တယ်စစ်ဆေးလိုက်တဲ့အခါမှာဘာပြစ်ချက်ကုတ်တွေတက်နေလဲဆိုတော့ VVDI နဲ့ပတ်သက်တဲ့ပြစ်ချက်ကုတ်တွေတက်နေတယ်။ Now Air Fuel Ratio စန်စာနဲ့ပတ်သက်တဲ့ပြစ်ချက်ကုတ်တွေတက်နေတယ်။အဲ့တော့ VVDI ရဲ့ Air Fuel Ratio စန်စာရဲ့ပြစ်ချက်ကုတ်တွေတက်နေတဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီကားအင်ဂျင်ထိုးရက်တဲ့ပြစ်ချက်မှာကဒီပြစ်ချက်တွေကြောင့်လည်းဖြစ်နိုင်တယ်လို့သုံးသပ်တယ်ဗောဗျာအဲ့တော့ကားအင်ဂျင်ကထိုးရက်စီနိုင်တဲ့ပြစ်ချက်တွေမှာဓာတ်စီအင်ဂျင်ဒီ 1MZ အင်ဂျင်တွေမှာထိုးရက်စီနိုင်တဲ့ပြစ်ချက်တွေမှာဆိုရင် ိုင်ငီထဲမှာရှိနေတဲ့ EFI ပန်နဲ့ပတ်သက်ပြီးတော့ပြစ်ချက်ရှိတဲ့အခါမှာ EFI ပန်က pressure လုံးဝကျသွားတဲ့အချိန်ဆိုလို့ရှိရင်လေထိုးရတဲ့ပြဿနာမျိုးတက်စေနိုင်တယ်။ဒါအပြင်တိုင်ငီထဲမှာရှိတဲ့ပန်ရဲ့ fitter ကြီးပိတ်တယ်ဆိုရင်လည်း engine ထိုးရစေနိုင်တဲ့ပြစ်ချက်မျိုးဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်အနေနဲ့ကကြတော့ cam shaft position sensor crash position sensor တွေပြစ်ချက်ဖြစ်တဲ့အခါမှာလည်းကားကပြတ်သွားတဲ့ပြဿနာဖြစ်နေနိုင်တယ်။ဒါအပြင် ဒီ BVDI နဲ့ပတ်သက်ပြီးတော့ပြစ်ချက်တွေကြုံတွေ့တဲ့အခါမှာဆိုရင်လေကားအင်ဂျင်ကထိုးရက်သွားစီနိုင်တဲ့ပြဿနာမျိုးကိုကျွန်တော်တို့အနေနဲ့မကြာခဏကြုံတွေ့ရတာဖြစ်တဲ့အတွက်ပြစ်နိုင်တဲ့ပြဿနာတွေကိုဦးစားပေးပြီးတော့စစ်ဆေးတယ်ပြစ်ချက်ကုတ်အရလည်း BVDI စနစ်ရဲ့ပြစ်ချက်ကုတ်ကတက်နေတယ် AS sensor ရဲ့ပြစ်ချက်ကုတ်ကလည်းတက်နေတာဖြစ်တဲ့အတွက်ဒီပြစ်ချက်တွေကိုဦးစားပေးပြီးတော့ကျွန်တော်တို့အနေနဲ့စစ်ဆေးကြတယ်ပေါ့ဗျာအဲ့ဒီမှာ ကျွန်တော်တို့အနေနဲ့ဒီ BVDI စနစ်နဲ့ပတ်သက်ပြီးတော့စစ်ဆေးဖို့အတွက်ပထမအဦးဆုံးအနေနဲ့ engine wire ကိုတိုင်းကြည့်တယ်။ engine wire ကတော့သူ့ရဲ့သတ်မှတ်ထားတဲ့ level မှာမှီတယ်။ဒါပေမဲ့ engine wire ကနည်းနည်းတော့မဲနေပြီပေါ့။အဲ့တော့ engine wire ကသတ်မှတ်တဲ့ level အတွင်းမှီတယ်ဆိုတော့ အင်ဂျိုဝိုင်းဂျိုးတွေအများရင်လည်းဒီလိုပြဿနာမျိုးတွေကကြုံတွေ့နေနိုင်တယ်ပေါ့ဗျာ။ဒါနဲ့အင်ဂျိုဝိုင်းကလည်းလဲရမယ်ဆိုတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ crank gear ကို crank gear ကိုခွာပြီးတော့စစ်ဆီးဖို့အတွက်ကားပိုင်ရှင်စီကနေပြီးတော့ခွင့်ပြုချက်တောင်းတယ်။ဒီကားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကအနည်းဆုံးတော့နေဝက်လောက်တော့ကြာမယ်ဆိုပြီးတော့ အချိန်ကိုတောင်းထားတယ်တောင်းထားပြီးတော့မှဒီသူ့ရဲ့ဖြစ်နိုင်တဲ့ပြစ်ချက်တွေကိုအသေးစိတ်တစ်ခုရင်းစီလိုက်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဆက်ထိုးပြီးတော့ VVDI နဲ့ပတ်သက်တဲ့အပိုင်းကိုဦးစားပေးပြီးတော့စစ်ဆေးနေတာဖြစ်တဲ့အတွက် engine ဖောက်မချခင်မှာကျွန်တော်တို့ engine နှိုးတယ်နှိုးပြီးတော့ edit တက်နဲ့ VVDI ရဲ့ဒီ OCV bar တွေပေါ့ wine control bar တွေကို on off လုပ်ကြည့်လိုက်တယ်အဖွင့်ပိတ်ပြုလုပ်ကြည့်လိုက်တယ် on off ပြုလုပ်ကြည့်ပင်မဲ့လဲထူးခြားမှုကမရှိဘူး ထို့ကြောင့်မို့မရှိဘူးဆိုရင်တော့ဒါကတေချာတယ် BBDI နဲ့ပတ်သက်ပြီးတော့ပြစ်ချက်ဖြစ်နေပြီဆိုတာကိုသိနိုင်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ BBDI control bar တွေကိုအရင်ဆုံးဖြုတ်ပြီးတော့စမ်းသပ်ကြည့်တယ် BBDI control bar တွေမှာကြီးလဲအရင်ကြီးများတဲ့နေသားမျိုးတော့မဟုတ်ဘူးဒီ control bar တွေကတန့်တဲ့နေသားမျိုးရှိတယ်နောက်တစ်ချက်အနေနဲ့က cam share position sensor တွေပေါ့ BBDI စနစ်မှာ cam share position sensor တွေကလည်းအရေးကြီးတယ်အဲ့တော့ဒီလိုမျိုး BBDI ကုတ်တီတက်စီနိုင်တာက ကမ်ရှက်ပိုဇီရှင်စံသာတွေကြောင့်လည်းတက်စီနိုင်တာဖြစ်တဲ့အခါကျတော့ကမ်ရှက်ပိုဇီရှင်စံသာတွေကိုဖြုတ်ပြီးတော့စစ်လိုက်တဲ့အခါမှာကမ်ရှက်ပိုဇီရှင်စံသာတွေမှာကတော့မဲညစ်နေတာကိုလည်းတွေ့ရတယ်။ကော်တွေကိုလည်းတွေ့ရတယ်ပေါ့ဗျာ။ဒါနဲ့ပဲအဲ့ဒီဘိုင်းကိုတော့ကျွန်တော်တန်ရှင်းလုပ်လိုက်တယ်။လုပ်လိုက်ပြီးပြင်မဲ့လေအဲဒီကားနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့နည်းနည်းတန်ဆရာရှိတာကဒီ BVDI စနစ်မှာပြစ်ချက်ရှိနေတာက BVDI ဘာမှကောင်းနေတယ်ဆိုရင် engine wire နဲ့ပတ်သက်တဲ့ပြစ်ချက်ဖြစ်နိုင်တယ်လို့ကျွန်တော်တို့ကသုံးသပ်တယ်။တခြားကားတွေမှာလည်းဒီလိုပြဿနာမျိုးတွေကကြုံတွေ့ခဲ့တာဖြစ်တဲ့အတွက်ဒီ engine wire နဲ့ပတ်သက်တဲ့ပြစ်ချက်ကိုဦးစားပေးပြီးတော့ကျွန်တော်တို့ကစစ်ဆေးတယ်ပေါ့။အဲ့တော့ engine wire ကိုကျွန်တော်တို့တိုင်းကြည့်တဲ့အခါမှာ engine wire ကတတ်မှတ်တဲ့ level အတွင်းရှိတယ်။ engine wire ကမဲတယ်။ဒါပေမဲ့မဲတယ်ဆိုပေမဲ့လည်း လုံးဝမဲညစ်နေတဲ့အနေအထားမျိုးမဟုတ်ဘူးပေါ့ဗျာမဲတော့မဲတယ်ဒါပေမဲ့ဒီလိုမျိုး BBDI နဲ့ပတ်သက်တဲ့ပြစ်ချက်တက်စီနိုင်လောက်တဲ့အနေအထားမျိုးမဟုတ်ဘူးဒါပေမဲ့ဘလိုပဲဖြစ်ဖြစ် engine ကလဲရမှာဖြစ်တဲ့အတွက်ဒီ engine ကိုဖောက်ချဖောက်ချပြီးတော့မှ engine ရဲ့ cranky ပေါ့နော်ဒီ cranky ကိုခွာချခွာချပြီးတော့စစ်ဆီးတဲ့အခါမှာကျွန်တော်တို့ရဲ့အဓိကဖြစ်တဲ့ပြစ်ချက်ကိုသွားတွေ့ပါတယ်အဲ့ဒါကတော့ဘာပြစ်ချက်ဖြစ်တာလဲဆိုတော့အဲ့ဒီဒီ cranky ကိုခွာချလိုက်ပြီးတော့မှသူ့ရဲ့ strainer wine strainer ထဲမှာ အထဲမှာပေါ့နော်ဒီကော်တွေအများကြီးပဲပိတ်နေတာကိုသွားတွေ့ရတယ်ဆီလီကွန်ကော်တွေပေါ့ဗျာဒီတိုက်ပစ်ဖုံးတွေအုတ်တာတို့နောက်ဒီကိုင်းကီတွေပြန်အုတ်တဲ့အခါမှာသုံးတဲ့ဆီလီကွန်ကော်တွေအဲ့ဒီဆီလီကွန်ကော်တွေကစထရိနာထဲမှာသွားပိတ်တယ်ပိတ်ပြီးတော့မှစထရိနာရဲ့အပေါက်ကတိတိလေးဖြစ်နေတယ်တိတိလေးဖြစ်ပြီးတော့အင်ဂျင်မှာဒီအင်ဂျင်ဝိုင်း တက်ပေါ့နော်အင်ဂျင်ဝိုင်းကသူ့ရဲ့သက်ဆိုင်ရာစိတ်ပိုင်းတွေကိုအင်ဂျင်ဝိုင်းပရက်ရှာကောင်းကောင်းတက်ပြီးတော့မှသွားရမယ်ဆိုတဲ့အနေအထားမျိုးအပြင်ကို VVDN စနစ်ပါတဲ့ကားတွေမှာအင်ဂျင်ဝိုင်းရဲ့ဖီအားကိုအဓိကထားပြီးတော့အသုံးပြုရတဲ့အတွက်သူကပြောမယ်ဆိုရင် နှစ်ပိုင်းသုံးရတဲ့အနေထားမှာဒီ wine strainer မှာပဲလာပြီးတော့စကားခွက်မှာပဲလာပြီးပိတ်နေတယ်။အဲ့ဒီ core တွေပိတ်ပြီးတော့မှ enjoy ကောင်းကောင်းမတက်တဲ့ပြဿနာကြောင့် BVDI စနစ်မှာပြစ်ချက်လာပြီးတော့ဖြစ်စီတာဖြစ်ပါတယ်။ဒီလိုပြဿနာမျိုးတွေကကျွန်တော်တို့အနေနဲ့မကြာခဏကြုံတွေ့ရတဲ့ပြစ်ချက်တွေထဲမှာပါဝင်ပါတယ်။ silicon core တွေကိုအစမတန်သုံးတဲ့ပြဿနာတွေကြောင့် နောက်ဆက်တွဲအနေနဲ့ခုလိုမျိုးဝိုင်းစရိနာတွေပိတ်တဲ့ပြဿနာမျိုးတွေအင်ဂျင်ဝိုင်းလိုင်းတွေပိတ်တဲ့ပြဿနာမျိုးတွေကြောင့်အင်ဂျင်ဝိုင်းမီးတွေလင်းနေအင်ဂျင်တန်တွေကျန်းလာတဲ့ပြဿနာမျိုးတွေကိုကျွန်တော်အနေနဲ့မကြာခဏကြုံတွေ့ရတယ်။ဒါကြောင့်ပဲဒီပြစ်ချက်ဖြစ်နိုင်တယ်လို့သုံးသပ်လိုက်တဲ့အဲ့ဒီဘိုင်းကိုဦးစားပေးပြီးတော့ဆက်လိုက်တဲ့အခါမှာဝိုင်းစရိမာမှာလာပြီးတော့ဒီပိတ်တဲ့ပြဿနာမျိုးကို တွေ့ရတယ်ပေါ့ဗျာ။ဒါကမကြာခဏကြုံတွေ့ရတဲ့ပြဿနာမှုလို့လေအဲဒီတစ်ခါတည်းတွေ့ရတဲ့အတွေ့အကြုံမဟုတ်ဘူးပေါ့နော်။ကားတွေမှာတော်တော်များများကြုံတွေ့ရတဲ့ပြစ်ချက်ဖြစ်တဲ့အတွက်ဒါကို ြိုပြီးတော့ခံမှန်းမိတာလည်းဖြစ်ပါတယ်အဲ့တော့ wine strainer မှာပိတ်နေတဲ့ engine ဒီ engine in ပေါ့နော်ဒီသူ့ရဲ့အနေတွေကတော့သိမ့်မရှိပေမဲ့လေကျွန်တော်တို့ silicon core တွေပေါ့ core တွေတအားများနေရဲ့အခါကျတော့အဲ့ဒီ core တွေကိုသေချာတန်ရှင်းလို့ wine strainer ကိုဖြုတ်ချပေါ့နော်ဖြုတ်ချပြီးတော့မှသူ့ရဲ့အထဲမှာရှိနေတဲ့ G တွေအကုန်လုံးကို core တွေအကုန်လုံးကိုထုတ်ထုတ်ပြီးတော့ ပြန်လည်တက်ဆင်တယ်။နောက်ဒီ Campshare position စံစာကြီးလည်းစီကျော်ပြီးတေချာတက်ဆင်တယ်။နောက် BVDI ဘားတွေကလည်းတေချာတန်ရှင်းလို့တန်ရှင်းလို့ပြီးတော့မှ battery နဲ့စမ်းကြည့်တယ်။နောက် own နေတိုင်းစမ်းကြည့်တယ်ပေါ့နော်။အဲ့တော့ဒီဒီပေါ့နော်ကျွန်တော်တို့ VVDI ဘားတွေ OCP ဘားတွေကလည်းအကုန်လုံးကောင်းတယ်ကောင်းတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တဲ့အခါကျတော့လဲစရာမလိုအဲ့တော့ကျွန်တော်တို့ VVDI ဘားတွေပြန်တက်တယ် Campshare position စံစာတွေပြန်တက်တယ်အဲနောက် client key တွေပြန်အုပ်ပေါ့အုပ်ပြီးတော့မှ engine ထည့်ပြီးတော့ပြန်ဆန်းတက်လိုက်တဲ့အခါမှာလုံးဝကိုအဆင်ပြေသွားတယ်ကျွန်တော်တို့ ဖြစ်တဲ့တိချက်ကနိုင်ဝဲလောက်နေမှာဖြစ်တာဆိုတော့ခဏတော့မောင်းဆန်းကြည့်လိုက်တယ်ဒါပေမဲ့ကားကအရင်လိုပုံစံမဟုတ်တော့ဘူးတော်တော်လေးလည်းပေါ့သွားတယ်အဲ့တော့ပေါ့သွားတယ်ဖြစ်တဲ့အတွက်ပေါ့နော်ဒါကကောင်းပြီလို့ယူဆလို့ရတဲ့အနေအထားမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကားပိုင်ရှင်ကိုအက်လိုက်တယ်အက်လိုက်ပြီးတော့သူကလည်းအဲကျွန်တော်ဒီမျိုးမှာပဲပေါ့နော်သူတခြားသုံးစရာတရက်လောက်ရှိသေးတာဖြစ်တဲ့အခါကျတော့သူ့ကိုပေးသုံးလိုက်တယ်ပေးသုံးလိုက်တော့နောက်နေ့မှဖုန်းဆက်ကြည့်လိုက်တော့လေကားကနိုင်ဝဲမဟုတ်ဘူးတနားကြီးလည်းထိုးမရက်တော့ဘူးဆိုပြီးတော့တီးရတယ်ပေါ့ဗျာနော်ဒီလိုပြဿနာမျိုးတွေကိုကျွန်တော်အနေနဲ့ မကြာခဏကြုံတွေ့နေရတာဖြစ်တဲ့အတွက်အခုဒီကားမှာကြုံတွေ့ခဲ့ရတဲ့ပြစ်ချက်ကတော့ဆီလီကွန်ကော်ရီရဲ့ပြစ်ချက်ကအဓိကကျပါတယ်ဒါကြောင့်ပေါ့နော်တိုက်ပစ်ဖုံးတွေတိုက်ပစ်စီးတွေလဲတဲ့အခါမှာဆီလီကွန်ကော်ရီကိုအစမတန်သုံးတာမျိုးမလုပ်စေချင်ဘူးဒါအပြင် BVDI ဘားတွေကိုပြန်လဲတက်ဆင်တဲ့အခါမှာ BVDI ဘားမှာတချို့ကကော်ရီအလွန်ကျွန်သုံးပြီးတော့တက်ဆင်ကြတယ်။ဘာကြောင့်လဲဆိုတော့ Inwine Yuma ဆိုတဲ့အတွက်ကော်ရီကိုအလွန်ကျွန်သုံးပြီးတော့ BBDI ဘားတွေကိုတက်ဆင်တဲ့အခါမှာအဲ့ဒီကော်တွေက BBDI ဘားတွေမှာသွားပိတ်တယ်အဲ့ဒီကနေနောက်ဆက်တွဲဒီလိုပြဿနာမျိုးကြီးလဲကြုံတွေ့နေနိုင်တယ်ဒါ့အပြင် cam share position စံစာတွေကိုတက်တဲ့အခါမှာလဲအဲ့လိုပဲဗျာကော်တွေသွားပြီးတော့အထုတ်ထားတယ်အဲ့ဒီမှာ cam share position စံစာရဲ့အာယုံခံတဲ့နေရာမျိုးမှာ silicon core တွေသွားပိတ်ပြီးတော့နောက်ဆက်တွဲအနေနဲ့ အဲကျွန်တော်ဒီ Campshire Position Sensor ရဲ့ကုတ်တီတက်တာမျိုးတွေနောက်ချက်မီလင်းတာမျိုးတွေတိုင်မင်တွေမမှန်တဲ့ပုံစံမျိုးပေါ့မိဒံခောက်တဲ့လက္ခဏာမျိုးတွေကြုံတွေ့ရတဲ့ပြဿနာတွေလည်းမကြာခဏကြုံတွေ့ရပါတယ်။ဒါအပြင်ဒီကားမှာကတော့ engine wiring ကအခြေအနေအရင်ကြီးမဆိုးဘူးဆိုပေမဲ့လည်းခါလီမာပေါ့နော် engine wiring ဂျိုးတွေတအားများလို့ရှိရင်လည်းနောက်ဆက်တွဲအနေနဲ့ပြဿနာတွေအများကြီးဖြစ်စေနိုင်တယ်။ဘယ်လိုမျိုးလဲဆိုတော့နောက်ဆက်တွဲအနေနဲ့ engine wiring ဂျိုးတွေများရင် BVDI နဲ့ပတ်သက်တဲ့ပြဿနာမျိုးတွေအများကြီးပဲတက်စေနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ engine wine ကိုအဲသူ့ရဲ့သတ်မှတ်ထားတဲ့ grade တွေပဲထည့်စီခြင်းနဲ့နောက်ပြင် engine wine ကိုလည်းအည်သွေးထိုက်တဲ့နဲ့အည်သွေးရှိတဲ့ engine wine အမျိုးအစားကိုသာသုံးစီခြင်းပါတယ်။ engine wine ကိုလည်းကီလို9000မှာတစ်ကြိမ်ပုံမှန်စစ်ဆေးလဲလှယ်ဖို့အတွက်အကြံပြုလိုက်ပါတယ်။ဒီကားမှာကတော့ EF sensor နဲ့ပတ်သက်တဲ့ပြစ်ချက်ကုတ်တက်တာကတော့ EF sensor နှလုံးလုံးကမကောင်းတာကြောင့် EF sensor နဲ့ပတ်သက်တဲ့ပြစ်ချက်ကုတ်တက်တာဒါပေမဲ့ ျှော့ကြတာမဟုတ်ဘူးဒီတိုင်းပဲမကောင်းတာဖြစ်တဲ့အတွက် engine ထိုးရက်တဲ့ပြဿနာကတော့အဲဒီ EF sensor နဲ့တော့မဆိုင်ဘူးတကယ်လို့ျှော့ကြတယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ျှော့ကြတာမဟုတ်တဲ့အတွက် ES sensor တွေကတော့လဲပြလိုက်တယ်ဗောဗျာအဲဒီ ES sensor ရဲ့ပြည့်ချက်ကြောင့်တော့မဟုတ်ဘဲနဲ့ BVDI နဲ့ပတ်သက်တဲ့ပြည့်ချက်ကြောင့်ဒီနိုင်ဝက်လောက်မောင်းတဲ့အခါမှာကားကထိုးရက်တဲ့ပြဿနာမျိုးကိုကြုံတွေ့ခဲ့တယ်ဆိုတာလေးကို Mage 2ကို Toyota အဲဒီ Harrier ဗောနော် 1MZFE BVDI engine နဲ့ပတ်သက်ပြီးတော့ ဖြစ်တဲ့ဒီမောင်းနေနေကားအင်ဂျင်ထိုးရက်တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးနဲ့ဘူဒရာဖြစ်မျှဝေဆွေးနွေးလိုက်ခြင်းဖြစ်ပါတယ်အားပေးတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ